ဒီမင်းတို့လူငယ်တွေသိသိကျင်လို့ပါအလားအလားအင်မတန်ကောင်းတယ်ကောင်းလားမကောင်းဘူးလားကောင်းပါဘူးခင်ဗျာလူကြီးတွေကတော့မရဘူးကွာအယိုးရင်ကုန်ပြီဟုတ်လားအဲသူတို့သိပြီးတော့ငါကဥတီကျထားပြီးတော့မဟုတ်ဘူးမင်းတို့လူငယ်တွေကိုပဲငါကဟောနေရတယ်ဟုတ်လားတို့နိုင်ငံအလားအလားကောင်းပါတယ်သိုးပင်တွေစိုက်ပျိုးလို့ပါကြိုးရတာကဲမင်းတို့ကသိုးကျိုးလိုချင်သလားကောင်းကျိုးလိုချင်သလား အဲကောင်းကျိုးလိုခြင်းရင်အချင်းချင်းညီညီညွန့်ညွန့်နေမှရမယ်ဘယ်လိုနေမှာတော့အဲမှတ်တာညီညွတ်တယ်ဆိုတာမေတ္တာဗျညီညွတ်တာကဘာလဲတော့မေတ္တာဆိုတာကုသိုလ်ခေါ်တယ်မေတ္တာကဘာခေါ်တော့ကုသိုလ်ဆိုတာကောင်းမင်းกว่าကုသိုလ်ကဘာပဲတော့ကောင်းမင်းပါဗျာ gain ညီညွတ်တဲ့မေတ္တာကုသိုလ်ကောင်းမင်းစိုက်ပျိုးရင်ဘာကျိုးရမလဲ ကဲဆိုစမ်းကောင်းပင်ပြူကကောင်းကျိုးရလောကဓမ္မတာဆိုဟိသုံးကောင်းပင်ပြူကကောင်းကျိုးရအဲ့ဒါမှတ်တာမင်းတို့ဗမာပြည်အလားလာကောင်းပါတယ်သို့တော့ဖွံ့ဖြိုးတိုးတက်မှုအင်မတန်နှေးပါဟုတ်လားအဲ့ဒါသူမြတ်နိုင်ငံလို့ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆိုရင် အချင်းချင်းညီညီညွညွနေမရမယ်မှန်ရလားမှန်ပါဗျာမင်းဗမာပြည်ညီညီညွညွနဲ့တိုင်းပြည်တည်ထောင်မယ်ဆိုရင်ဗမာပြည်ကလမ်းနေကတ္တရာမကဘူးရွှေပြားတောင်ကတ်ခင်းနိုင်တယ်ကွာမှန်ရလားဟိမင်းတို့ဗမာပြည်တော့ရွှေပေါ်တာမင်းတို့မရှိဘူးဟုတ်လားအေယာဝတီမြင့်မင်းတို့ဆန်တက်သွားမြစ်ကွေတိုင်းမြစ်ကွေတိုင်းရွှေကျင်ရွှေရတယ်အနည်းနဲ့များပဲဟုတ်လားပြီးတော့ကောလဲမင်းတို့ကြားဘူးလေမလားကောလင်းရွှေဆက်တို့ကတော့ကြားဘူးလား အဲငါတော့ဝင်းကိုကြည့်တာဟုတ်လားအေးရောက်တော့ gain กว่าမင်းတို့ရွှေစက်ငါဝင်လေးလိုက်ရင်တကားဆိုမန်နေဂျာကြီးအားဆရာတို့ကြောက်ပါဗျာတပြီးတော့အကုန်လျှောက်ပြဟုတ်လားအဲအဲ့ဒီ calling မှာရွာတရားရှိတယ်အုတ်ကန်နဲ့အိမ်ကြီးကလည်းအိမ်နဲ့အိမ်နဲ့ကောင်းတယ်ဟုတ်လားထရန်ကအ ਨੇ ဆုံးသွတ်မိုးပေါ့ကွာဟုတ်လားတချို့လည်းတိုက်တယ်ပေါ့ညလည်းမီဒီယာလင်းလို့ငါကမေးတယ်ဟာမင်းတို့ကဒီလူနေမှုစင်တာမြင့်လာပြီလားဘာဖြစ်လို့လဲဆိုတော့အားဆရာတို့အနေနဲ့တပြိတော်တို့ရွာတွေကကို့အိမ်ဝင်းနဲ့ကိုရွှေ့ခြင်း အနည်းနဲ့များတော့ရတယ်ဘယ်အိမ်ဖြစ်ဖြစ်အိမ်နဲ့အိမ်နဲ့ရွှေ့ခြင်းအနည်းနဲ့များတော့ရတာပဲဟုတ်လားအဲ့လိုပြောတယ်ဟာမင်းအဲ့လိုဆိုကျင်ညာပေါ်ကဆိုဆရာတော်အခုမကျင်ရဘူးဗျာဟုတ်လားဟာဘသူကပိတ်တာလို့ဆိုတော့အာနာမင်းဘွယ်စီကပိတ်ထားတယ်အဲငါသာဆိုရင်ကွာလို့အရှိဘက်အရှိဘက်ကမင်းတို့ဒီအာနာဒီလူတို့ကကျင်ပေါ့ကွာအနောက်ဘက်အနောက်ဘက်ကိုအာရုံကုနေကဘွားတွေပါတယ်ဖက်ဆက်တွေပါတယ်ပြေပေါ်လို့ ငါသာဆိုရင်တော့အဲ့ဒါလိုလုပ်မှာလို့ဟုတ်လားအဲသူတို့ပြောခဲ့တယ်နောက်သူတို့နဲ့တက်ဆိုင်တဲ့တိုင်းမှုတွေ့တော့ငါကပြောတယ်မင်းတို့ကအဲ့ဒါလေးဒီခွင့်ပြုဖို့ကောင်းတယ်လို့လူတို့ကိုဟုတ်လားဘာဖြစ်လို့တော့လူတို့ချမ်းသာရင်တိုင်းပြည်ချမ်းသာတာပဲမှန်ရလားလူတို့နဲ့တိုင်းပြည်ဆိုတာခွဲလို့ရတာမဟုတ်ဘူးကဟုတ်လားအေးတိုင်းပြည်ဆိုတာဘာတို့လဲအိမ်တော်တွေအများကြီးစုပေါင်းတာဒါကိုတိုင်းပြည်လို့မခေါ်ဘူးလား အဲအဲ့ဒါလူလူချမ်းသာရင်တိုင်းပြည်ချမ်းသာတာပဲမင်းတို့အဲ့ဒါတွေခွင့်ပြုဖို့ကောင်းတယ်လို့ငါကတော့ပြောင်းပြောတာဟုတ်လားအဲသူမတိမသားဖျားတော့ခွင့်ပြုပါပြီဖျားလို့အဲ့ဒါတော့လျှောက်တာပဲဟုတ်လားမုံတော့မတိဘူးလို့ကွာဟုတ်လားအဲ့ဒါမှတ်ထားကောင်းပင် ပြိုရင်ပါကြိုးရမှာလားမင်းတို့ဗမာပြည်တိုးတက်ရလားတိုးတက်မှုအမတန်နေတယ်ဟုတ်လားအဲ့ဒါတန်ဝေကနေလို့အာနေလို့ အဲတနေ့တို့ဩရမယ်နာရမယ်တေးရမယ်ဆိုတော့